င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ရခိုင်ပြည်နယ်မှာသုံးမျိုးနယ်သာတိမ့်ပိုက်ဖို့ကြံရှိတဲ့အရခတက်တော် ULAA ရဲ့မြို့သိမ်းတိုက်ပွဲမှာ PR တွေရှိနေတယ်လို့စီးနဲ့နိုင်ငံရေးအကြက်ခတ်တွေကသုံးသပ်ပြောဆိုလိုက်တဲ့သတင်း။ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ခေါင်းဆောင်မိုဟာမက်ယူနိုဟာကုံတွေရင်းနဲ့ပြည်တွင်းဖိအားကိုရင်ဆိုင်နေရတယ်ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာသုံးမျိုးနယ်သာတိမ့်ပိုက်ဖို့ကြံရှိတဲ့အရကတက်တော် ULAA ရဲ့မျိုးသိမ်းတိုက်ပွဲမှာ PR တွေရှိနေတယ်လို့စီးရဲနိုင်ငံရေးအခက်ခက်တွေကတုံ့သက်ပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာ တုံမျိုးနဲ့သာတိမ့်ပိုက်ဖို့ကြံရှိတဲ့အာရခတက်တော် ULA ရဲ့မြို့သိမ်းတိုက်ပွဲမှာဖိအားတွေရှိနေတယ်လို့စီးရီးနဲ့နိုင်ငံရေးအကြီးအကဲတွေက CNN သတင်းဌာနကိုပြောပါရယ်။ရခိုင်ပြည်နယ်ရဲ့မြို့နယ်16ခုမှာ14မြို့နယ်နဲ့ချင်းပြည်နယ်ပလောဝဒေသတွေကိုတိမ့်ပိုက်ထားနိုင်တဲ့အေအေအနေနဲ့တည်မြဲအောင်ထိန်းထားနိုင်ရင်းနဲ့အုပ်ချုပ်ရေးအပါအဝင်တခြားလှုပ်ရှားတွေရှိနေသေးတဲ့အတွက်ဖိအားများတယ်လို့စီးလုံးမြို့သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNE မှဦးမြင့်ကျော်က CNN သတင်းဌာနကိုပြောပါရယ်။ဘာဖြစ်မလဲဆိုတော့ အေးဆိုတာအတော်လိုင်းရရဆိုရင်အခုမှလူလားမြောက်ခါကြအရွယ်လေးပဲရှိသေးတယ်လေအဲဆိုလိုတာကအဲဒီတော့ဒီချိန်မှနေပြီးတော့သူတို့ဟာလူငယ်တွေလူလားပိုင်းတွေအများကြီးသူတို့ကြိုးစားတယ်အလုပ်လုပ်နိုင်တယ်နော်သူ့နယ်မြေတွေကိုလည်းသူရအောင်တိုင်နေတယ်ဒါကရခိုင်ရဲ့အိမ်မက်ပေါ့ဗျာနှစ်ပေါင်း200ကျော်အိမ်မက်မက်ခဲ့တယ်ရှေ့ကလည်းတော်လိုင်းကြီးခေဆက်ဆက်မှာလုခဲ့တယ်ဒါမှမဟုတ်ဒီနေထားမရောက်ဘူး ဒါမဲ့အခု ULAA ကတော့နော်အရှင်တို့အတွင်းမှာဒီလောက်လုံနိုင်တယ်ဆိုတဲ့အခါမှာနော်အဲ့လိုမျိုးဖြစ်အောင်အတွက်တို့လည်းပေးဆရတဲ့အရင်းကြီးတွေများပါတယ်နော်ဒီဟာတွေကလည်း PR တွေပေါ့ဗျာကျွန်တော်တို့ဒီသူကြီးကျွန်တော်တို့ဟိုရဲဘော်တွေရဲ့အသက်တွေအများကြီး stay ပြီးတော့ဒီဟာတွေရလာတာလေနောက်ပြီးတော့ဒီနေရာကိုတည်မြဲအောင်ခိန်းထားနိုင်ဖို့ဆိုတာလည်းနေ့တူပါ PR ပဲဗျာနော်ဒီနေရာတွေရဲ့အုပ်ချုပ်ရေး တရားစီရင်ရေးเนาะကျမ်းမာရေးပညာရေးစသဖြင့်ပေါ့အများကြီးပဲလုပ်ကြရတယ်ကပြီးတော့ဒီဟာတွေအကုန်လုံးအဖြစ်အားတွေများတယ်နောက်တစ်ခါနေပြီးတော့အခုကျန်နေတဲ့နေရာတွေမှာဥပမာအိန္ဒိယရဲ့ကလာဒန်စင်မာကင်းတရုတ်ရဲ့နေပြီးတော့ကြောက်ဖြူ SCZ နောက် DC ပေါ့အဲ့ဒီ pipeline ဒီဟာတွေအကုန်လုံးဟာအာအာတကယ်ကိုတရုတ်ဆိုရလေကပါမမဟာရင်အကြီးနိုင်ငံလေဒီဟာရည်ရဲ့ဖြစ်အားဒီလေဒီပေါ်မှာတော့ အေးရဲ့မေလ22ရက်ကရခိုင်ဒေသအတွင်းမှနေရက်စွန့်ခွာဖို့အားထုတ်ကြိုးပမ်းနေတဲ့ဒေသနေပြည်သူတွေကိုအတိပေးတားမြစ်ချက်ထုတ်ပြန်တဲ့အထင်မှာတော့မပြည့်ပြတ်သေးတဲ့မြို့သိမ်းတိုက်ပွဲတွေကိုအကန့်အသတ်နဲ့သာဆင်နွှဲနေရကြောင်းပြောကြားထားပါတယ်။2025ခုနှစ်မေလအထိအေးအနေနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းရှိကြောက်ဖြူမန်အောင်နဲ့စစ်တွေမြို့တို့မှအပပလောက်ဝအပါဝင်မြို့ပေါင်း15မြို့ကိုထိန်းချုပ်ထားတာပါ။လက်ရှိမှာအေးဟာကြန့်ရှိနေတဲ့စစ်တွေမန်အောင်နဲ့ကြောက်ဖြူမြို့နယ်တို့ထဲကမှာ တရုတ်စီမံကိန်းတရှိရာရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာမြမတက်မတော်ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပါတယ်။ဒါပေမဲ့မြို့သိမ်းတိုက်ပွဲတွေအတွက်အကန့်အသတ်ဖြစ်နေတာဟာတရုတ်ဖိအားကြောင့်ဖြစ်နိုင်တယ်လို့သူတို့ကိုယ်တိုင်တိုက်ဖို့အခက်အခဲတွေရှိနေတာလည်းဖြစ်နိုင်တယ်လို့တရုတ်မြမအရေးလေးလာတုံးသက်သူဒေါက်တာလှကျော်စောကစီရနာသတင်းဌာနကိုပြောပါတယ်။ခင်ဗျစစ်တုပ်ကျဲဆိုတာမြို့တွေကိုသိမ်းနေဝယ်တယ်ပြီးတော့အဲ့ဒါကိုထိန်းထားဖို့အခက်ကြီးလေပြ။အဲ့ဒါကြောင့်မို့ဒါတွေကိုလည်းသူတို့ထည့်သွင်းစဉ်းစားနေရတယ်ဖြစ်ရလား။နောက်တစ်ခုက ိုမြို့တွေကိုမတိုက်တာသူတို့အချင်းကြီးအခိုင်မှာအဲဟိုကကသူကအများကြီးဖြန့်ပြီးတော့ဟိုစာဝဲနေရတာဖြစ်တယ်။ဟိုဒီမြို့ကြီးတွေတိုက်ပြီးဆက်ချင်းဖို့ဆိုတာလေတို့ကျမတို့နောက်တစ်ခုကမြို့တိုက်ပြီးလို့ရှိရင်ရန်သူကိုတာဂက်ပြလိုက်လို့ဖြစ်တာပေါ့အဲ့ဒီမြို့ကိုအကြီးကျယ်လာပုံချပါချင်တော့အဲ့ဒါဟုတ်ပါတယ် ဒါကြောင့်မို့တိုက်ကြည့်တာဖြစ်သူကတရုတ်နဲ့လည်းဆက်ဆံရေးကောင်းအောင်ဒါကြောင့်မို့ခင်ဗျအဲအေးအေးကထုတ်လိုက်တဲ့ဟိုနည်းနေဆိုခင်ဗျဖတ်ကြည့်ပါလားတရုတ်ကရင်းနှီးမြှုပ်နှံမှုများကိုသူတို့ကာကွယ်ပေးရမယ်မတိခိုက်စေရပါဘူးဒါအငြင်းပါနေတာပဲအဲ့တော့ရှိနေပါလေတရုတ်ကဖျားကြောင်လည်းဖြစ်ကောင်းချက်နေတယ်ဘုံဘုံသူတို့ကိုယ်တိုင်ကတိုက်ဖို့အထက်သေးသေးကြဖြစ်ဖြစ်အဲ့နောက်အိန္ဒိယရဲ့ကလတန်မြစ်စီမံကိန်းတွေလည်းရှိနေရကြောင်းအေဟာ တရုတ်အိန္ဒိယတို့ရဲ့ဖိအားတွေရှိနေတဲ့ကြောင်းလဲစီရင်တဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်။အရက်ခတ်တတော်အေက အမျိုးသားကောက်ွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEB အရစစ်မှုထမ်းဖို့အကြုံးဝင်တဲ့အမျိုးသားအမျိုးသမီးတွေကိုရခိုင်ပြည်နယ်တွေကထွက်ခွာခွင့်ပိတ်လိုက်ကြောင်းထုတ်ပြန်ထားပါတယ်။အမျိုးသားကောက်ွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEB အရအသက်18နှစ်မှ25နှစ်အထိအမျိုးသမီးတွေအသက်18နှစ်မှ55နှစ်အထိအမျိုးသားတွေအပေါ် ရခိုင်ပြည်နယ်ပြည်ပထက်ခွင့်ပိတ်လိုက်တာပါ။အေးရရခိုင်ပြည်နယ်မှာတကြော့ပြန်ထိုးစစ်စတင်တဲ့2023ခုနှစ်နိုဝင်ဘာလကတည်းကလည်းရခိုင်ပြည်နယ်ရှိမြို့တွေကိုမြမတက်မတော်ကဖျက်လေးဖျက်စနစ်ကျင့်သုံးခဲ့တာပါ။တရုတ်ရဲ့ပိုလန်မှစီမံကိန်းကမြမအတွက်အခွင့်အလမ်းဖြစ်တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။ တရုတ်နိုင်ငံရဲ့ရန်ဝန်းနဲ့ပိုလန်မှစီမံကိန်းကမြန်မာနိုင်ငံအတွက်အခွင့်အလမ်းဖြစ်တယ်လို့နာဆာကဥက္ကရာပို့ချုပ်မှုကြီးမေအောင်လိုင်းကပြောပါရယ်2025ခုနှစ်ဇွန်လ10ရက်ကနေပြည်တော်ရှိမင်္ဂလာတိတိဟိုတယ်မှာကျင်းပတဲ့မြန်မာတရုတ်နှစ်နိုင်ငံတန်တမန်ဆက်ဆံရေးထူထောင်မှု85နှစ်မြောက်ဆင်ရတုအထိမ်းမဲ့နှစ်ပတ်လည်အခမ်းအနားမှာသူကအထက်ပါအတိုင်းပြောကြားခဲ့ပါရယ်နာဆာကဥက္ကရာကမြန်မာနိုင်ငံဟာတရုတ်နိုင်ငံရဲ့ရန်ဝန်းနဲ့ပိုလန်မှစီမံကိန်းတရုတ်မြန်မာစီးပွားရေးစင်းကြံစီမံကိန်းတွေအကောင့်ထဲပေါ်တဲ့နေရာမှာရေးပါ တဲ့ပထဝီအနေထားမှာရှိပြီးဒီစီမံကိန်းတွေကိုစော်လင်စွာအကောင့်ထဲပို့ခြင်းအပြင်နိုင်ငံပြည်သူတွေအတူတကွစင်စက်မပြတ်တာယာဝပြောဖွံ့ဖြိုးတိုးတက်စေနိုင်မယ်အခွင့်အလမ်းပေါင်းများစွာရရှိစေနိုင်မယ်လို့ယုံကြည်ကြောင်းငင်းငင်းရေးလုပ်ငန်းစဉ်နဲ့အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာပံ့ပိုးကူညီအားပေးထောက်ခံမှုမြင်းကလေးကြီးလှုပ်ခတ်မှုနဲ့ကိုဗစ်ကာလတွေမှာပံ့ပိုးကူညီလူဒန်းဆောင်ရွက်ပေးခဲ့မှုတွေနဲ့ပတ်သက်ပြီးတော့လည်းတရုတ်နိုင်ငံကိုကျေးဇူးတင်တယ်လို့ပြောပါရယ် အခုတရုတ်ရဲ့အနေအထားဟာကမ္ဘာဥဆောင်မှုကိုရောက်လာပြီဆိုတော့ကြောင့်မြန်မာနယ်စပ်အရေးနဲ့ပတ်သက်ရင်ထက်ထဲဝင်ဝင်ကူညီခဲ့မှုတွေရှိကြောင်းရခိုင်ဥဆောင်ပါတီ AFP ဥက္ကရာဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါတယ်မြို့ချအောင်မွေးနေခုံပါပေါ့နော်ရုရှား နိုင်ငံအဖွဲ့ကတော့တည်ပြီးမှကျုပ်မူကြီးနဲ့မစ္စတာချီဂျင်ပင်တို့ကုလွန်ရခဲ့တယ်။အဲဒီမှာမြန်မာအချုပ်ချာအာဏာမြန်မာနိုင်ငံရဲ့ territory territory ဒီကုတီကိုကျေပန်လက်ခံနေစူပေါင်းဆောင်ရမယ်ဆိုတာလေးဒီစိတ်မျိုးပါလို့ဆွေးနွေးကြတယ်။နေချင်းနဲ့ဆိုတော့မြန်မာဒီအချီချီရေးရဲ့ရေးချီပေါ့နော်။သူ့ဂျိုစီဘွားကိုကြီးဂျိုစီဘွား အဲ့လိုပဲပုံကျိုးစီးပွားပို့ကြတက်တူကြမလို့အများကြီးရှိတာဖြစ်ရှင်နိုင်ငံရေးဒီမျိုးကိုလည်းနော်ဖွံ့ဖြိုးတဲ့ဘုတ်ကိုတွားမယ်ဆိုရင်အဲ့လိုတရုတ်ရဲ့ပုံပေါင်းပါဝင်မှုနဲ့မြန်မာလူပေါင်းဖွဲ့စည်းမြန်မာနိုင်ငံရဲ့ဒီချက်တရုတ်ရဲ့ဒီချက်ဖြစ်တဲ့နိုင်ငံရှင်တွေးနေတဲ့အမှုကြီးတော့ချက်ဒါတွေကတန်ကင်းမှန်ကင်းမှအရေးကြီးတာပဲလေအဲ့ဒါကြောင့်လေဆွေမျိုးပေါ့ဖို့ချီချီရေတော့ဒီတူတူညာ အဲဒီကစီးပွားရေးနိုင်ငံရေးလိုင်းတွေဖြစ်တဲ့ပြည်အားတိုင်းတို့အားလုံးကြိုးနေကြတဲ့ကမ္ဘာလုံးဆိုင်ရာနော်ဒါလုံခြုံရေးစီမံလို့ရင်ကျင်းမှုစီမံလို့နော်ဖွံ့ဖြိုးတိုးတက်မှုစီမံလို့ဆိုတာမစ္စတာချီကင်းပင်ကကနော်ကမ္ဘာလုံးဆိုင်ရာကဏ္ဍကြီးတွေလည်းမြန်မာဖက်ကအလေးနဲ့ထောက်ပြီးနော်ဒါထောက်ခံတဲ့ပုံပြကြတယ်ဆိုတဲ့ခါကျတော့ညာခုနပြောတဲ့ဥစ္စာတွေဖြစ်ပေါ်များတော့ GDI တို့ GSI တို့အဲ့လိုမျိုးကိုယ်လေးတွေထပ်တူကြတယ်လို့ပြောတာအချင်းမှာပေါ့ပို့ပြီးတော့လိဆက်ပို့ပြီးတော့ဆက်ဆံရေးကနော် စိတ်လာမှာပေါ့တရုတ်မြန်မာတန်တမန်ဆက်ဆံရေးထူထောင်မှု85နှစ်ပြည့်အချိန်ကိုအခွင့်ကောင်းတစ်ခုအဖြစ်ခံယူကာအည်အသွေးမြင့်ပိုလန်မှစီမံကိန်း BRI ကိုပူးပေါင်းဆောင်ရွက်မှုမြင့်တင်မယ်လို့သမရရှိကလည်းပြောထားပါဗျ လက်ရှိမှာတရုတ်ရဲ့ပိုလန်မှာစီမံကိန်းအတွင်းပါဝင်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြမတက်မတော်နဲ့မြောက်ပိုင်းညီနောင်အဖွဲ့ MNDAA DNNA AA တို့ကြားတိုက်ပွဲတွေကြောင့်အကောင့်တွေပေါ်နိုင်ရေးနှောင့်နှေးကြန့်ကြာလျက်ရှိနေပါတယ်။အဲဒါကြောင့်မြမတက်မတော်နဲ့ MNDAA AA DNNA တို့ကြားတွဲဆောင်ဆွေးနွေးပြီးအပြည့်ရက်နိုင်ရေးတရုတ်ကဂျောင်းဝင်စစ်ဆင်ညီနိုင်ပေးလျက်ရှိနေပါတယ်။တရုတ်မြန်မာနယ်စပ်ကုန်သည်ရေးလမ်းမကြီးဖြစ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှိတိန်နီကုတ်ခိုင်ဒ တီဘောကြောင်မဲနောင်ချို105မိုင်ကုန်သွယ်ရေးဇုံနဲ့ချင်းရွှေဟော်နယ်စပ်ဂိတ်တို့ကို MNDAA DNNA AA တို့ကထိန်းချုပ်ထားပါတယ်စီအနာတည်ထောင်နိုင်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့အစိုးရအဖွဲ့ခေါင်းဆောင်မိုဟာမက်ရှူနိုဟာကုံတော်ရင်းနဲ့ပြည်တွင်းဖိအားကိုရင်ဆိုင်နေရတဲ့ဆွဲသတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုရှုစားလိုက်ရအောင်ပါ။ ဘင်္ဂလားဒေ့ရှ်၏အစိုးရအဖွဲ့ခေါင်းဆောင်မိုဟာမက်ရှင်နိုဟာအမေရိကန်ရဲ့ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံမှုပြည်တွင်းနိုင်ငံ၏အကြက်တဲတွေနဲ့ရင်ဆိုင်နေရတယ်လို့နေကိုင်းအရှာကဖော်ပြခဲ့ပါတယ်။အသက်84နှစ်အရွယ်ရှင်နိုဟာပြီးခဲ့တဲ့နှစ်ဩဂတ်လကစပြီးဘင်္ဂလားဒေ့ရှ်၏ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပေမဲ့သူ့ရဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာဝေဖန်ခံခဲ့ရသလိုလမ်းတွေပေါ်မှာလည်းဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာပါ။နိုင်ငံရေးအရာလွတ်လပ်ပြီးအမိခိုကင်းတဲ့ရှင်နိုဟာဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာအစိုးရအဖွဲ့ပြုတ်ကျခဲ့ပြီးနောက်ပိုင်းရွေးကောက်ပွဲပြုလုပ်ဖို့နှောင့်နှေးကြန့်ကြာခဲ့တဲ့အတွက်ပြည်သူ င်တွေရဲ့မကျေနပ်မှုတွေဟာမြင့်တက်ခဲ့တာပါ။ယူနိုဟာဂရမင်းဘဏ်ကိုထူထောင်ခဲ့သူဖြစ်ပြီးအသေးစားနဲ့အလက်စားလုပ်ငန်းတွေကိုချင်းငွေတွေထုတ်ပေးခဲ့တဲ့အစီအစဉ်ကြောင့်2006ခုနှစ်မှာနိုင်ငံရေးနိုဘယ်ဆုရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ယူနိုဟာမြားပြတဲ့တောင်းဆိုမှုတွေ၊ဖိအားတွေကြားမှာဟန်ကျက်ညီစွာနဲ့ဂရုတစိုက်ဆောင်ရွက်နေရပြီးစီးပွားရေးနဲ့လူမှုရေးပြုပြင်ပြောင်းလဲမှုတွေကိုအရေးစွန်လှုပ်ဆောင်နေရတာဖြစ်ပါတယ်။ဒါအပြင်ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေဒါမှမဟုတ်ပြည်ပအစိုးရတွေနဲ့စီးပွားရေး၊ကုန်သွယ်ရေးတွေနဲ့ဆက်နွယ်တဲ့ဖိအားတွေကိုလည်းရင်ဆိုင်နေရပြီးနိုင်ငံရေးထုတ်နှက်မှုတွေ ေတရားရေးအမှုခင်းတွေလိုမျိုးပြည်တွင်းဖိအားတွေကိုလည်းရင်ဆိုင်နေရတာပါယူနိုဟာအရင်အစိုးရလက်ထက်ကအလုံသမားရေးဥပဒေကိုချိုးဖောက်ခဲ့ကြောင်းဆွဆဲခံခဲ့ရပြီးအများစုကတော့အဲ့ဒီမှုခင်းတွေဟာယူနိုကိုနိုင်ငံရေးအရာထိုးနှက်တာဖြစ်တယ်လို့ရှုမြင်ထားကြပါတယ်တချိန်တည်းမှာပဲကုလသမဂ္ဂနဲ့အလုံသမားရေးအဖွဲ့တွေလိုမျိုးနိုင်ငံတကာအဖွဲ့အစည်းတွေကကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအပေါ်မှီခိုနေရတဲ့ဘင်္ဂလားဒေ့ရှ်ရဲ့စီးပွားရေးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေရပါဒါကြောင့်ပြည်ပြင်ပြောင်းလဲမှုတွေသဘောထားကွဲလွဲမှုတွေမှာယူနိုပါဝင်နေတာဟာဘင်္ဂလားဒေ့ရှ်ရဲ့ပုံရိပ်နဲ့ကုန်သွယ်ရေးသဘောတူစာချုပ်တွေအပေါ်တက်ရောက် ောက်လာစေနိုင်တယ်လို့လည်းကြန့်ကျင်သူတွေကပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံလော့အန်ဂျလိမြို့မှာလူဝင်မှုနဲ့အကောက်ခွန်အရာရှိတွေကလူဝင်မှုစည်းကမ်းချုပ်ဖောက်သူတွေကိုဖမ်းဆီးခဲ့ပြီးနောက်စနားပြမှုတွေဖြစ်ပွားခဲ့တဲ့အတွက်သမ္မတဒေါ်နယ်ထရန့်ကအမျိုးသားအဆောင်တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ချထားခဲ့တဲ့ဆွဲသတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။ အမေရိကန်နိုင်ငံလော့အင်ဂျယ်ရီမြို့မှာလူဝင်မှုနဲ့အကောက်ခွန်အရာရှိတွေကလူဝင်မှုစီကံချိုးဖောက်သူတွေကိုဖမ်းဆီးခဲ့ပြီးနောက်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာကြောင့်သမရဒေါ်နယ်ထရန့်ကအမျိုးသားအဆောက်အအုံဝင်တွေကိုဖြန့်ကျက်ချမယ်လို့ပြောကြားခဲ့ကြောင်းရိုက်တာမှဖော်ပြခဲ့ပါတယ်။လော့အင်ဂျယ်ရီမြို့မှာစူပူတောင်းကျမှုတွေဆက်လက်ဖြစ်ပွားနေမယ်ဆိုပါကတန်းပြေစစ်မှုထမ်းမှုတွေကိုပြန့်ကျက်ချထားဖို့ပင်တဂွန်ကပြင်ဆင်ထားကြောင်းနဲ့ပန်ဒယ်တန်စစ်ကန်ရှိမရိတ်တပ်သားတွေကိုတက်လက်နှိုးဆော်ထားကြောင်းကာကွယ်ရေးဝန်ကြီး PH ဆက်က ကတတိပေးခဲ့ပါတယ်။ဆန္ဒပြမှုဒုတိယမြောက်ရက်ဖြစ်တဲ့ဇွန်လ9ရက်မှာ လော့အိန်ဂျလီမြို့အရှိတောင်ပိုင်းရှိပါရာမောင့်ရက်ကွက်မှာဆန္ဒပြသူတွေနဲ့ဖက်ဒရယ်လုံခြုံရေးအေဂျင့်တွေကြားထိတ်တိုက်တွေ့မှုဖြစ်ပွားခဲ့ပါတယ်။ဇွန်လ9ရက်ညပိုင်းမှာလည်းလော့အိန်ဂျလီမြို့လယ်ကောင်းမှာဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးဆန္ဒပြသူတွေကလူဝင်မှုနဲ့အကောက်ခွန်အရာရှိတွေကိုမြို့ထဲမှာထွက်ခွာသွားဖို့ဟစ်ကြွေးခဲ့ကြပါတယ်။ထရန်ဟာတရားဥပဒေမဲ့လုံရက်တွေကိုဖြည့်ရှင်းဖို့အတွက်အမျိုးသားအဆောက်တပ်ဖွဲ့ဝင်တွေကိုဖြန့်ကျက်ချထားမဲ့တမရဆိုင် င်ရာစကြွလွာလက်မှတ်ရေးထိုးခဲ့ကြောင်းအင်ဗျူတော့ကထုတ်ပြန်ခဲ့ပါတယ် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နီယူဆန်ကတော့အမျိုးသားအဆောက်တပ်ဖွဲ့ဝင်တွေဖြန့်ကျက်ချထားမဲ့ဆုံးဖြတ်ချက်ဟာရွေကျက်ရှိရှိလှုပ်ဆောင်မှုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အမျိုးသားအဆောက်တပ်တွေဖြန့်ကျက်ချထားတာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေမလုံလောက်လို့မဟုတ်ပါဘူး။ပွဲစုအောင်လှုပ်ချင်လို့ဖြစ်ပါတယ်။အကြမ်းမဖက်ဘဲငင်းကြမ်းစွာဆန္ဒထုတ်ဖော်ကြပါလို့နီယူဆန်က H လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာမိမိတို့နိုင်ငံသားတွေကို မိမိတို့မျိုးပေါ်မှာစန့်ကျင်ဖို့တန်းပြေမရင်းတပ်ဖွဲ့ဝင်တွေချထားမယ်လို့ ချိန်ချောင်းမှုဟာဟက်ဆက်ရဲ့ယူမိုက်တဲ့အပြုမူဖြစ်တယ်လို့သူကပြောကြားခဲ့ပါတယ်။ Trend ကတော့ New Sun နဲ့ Los Angeles မြို့တော်ဝင်တို့အနေနဲ့သူတို့အလုပ်တာဝန်ကိုမလုပ်နိုင်တာကြောင့်ဘ ഹു အစိုးရကဇာဝင်ဖြည့်ရှင်ပေးရခြင်းဖြစ်ကြောင်းသူက True Social လူမှု Media မှာထုတ်ပြန်ရေးသားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်ဝမ်ကမ်းခြေဆောင်တပ်ဖွဲ့ဟာဂျွန်လ၈ရက်နေ့ကစည်ရည်လက်ကျင့်မှုပြုလုပ်ခဲ့တဲ့ဆွေသတင်းကိုတင်ဆက်ပေးလိုက်ပါရစေ ။ထိုင်ဝမ်ကမ်းခြေဆောင်တပ်ဖွဲ့အားဂျွန်လာရှိရက်ကစစ်ရေးလက်ကျင့်မှုပြုလုပ်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါရယ်။အဲဒီစစ်ရေးလက်ကျင့်မှုတွေဟာစစ်ပွဲနဲ့ညင်ချမ်းရေးကြတေချာရေးရမှုမရှိတဲ့အခြေအနေကိုဖန်တီးနေတဲ့တရုတ်ရဲ့ချင်းကြောက်မှုကိုကောင်းမွန်စွာရင်ဆိုင်နိုင်ဖို့ဖြစ်တယ်လို့ထိုင်ဝမ်စိုးရက်ကပြောကြားခဲ့ကြောင်းရိုက်တာမှဖော်ပြခဲ့တာပါ။တရုတ်ဟာထိုင်ဝမ်အနီးဝန်းကျင်ရှိရေအောက်အင်တာနက်ဆက်သွယ်ရေးကေဘယ်ကြိုးတွေကိုဖျက်တောက်တာ၊တဲတွေကိုစုပ်ယူတာ၊အစရှိတဲ့လုံဆောင်မှုတွေကိုပြုလုပ်နေကြောင်းလဲထိုင်ဝမ်ကမကြာခဏစောတကတက်လိရှိပါရယ်။အခုစစ်ရေးလက်ကျင့်မှုတွေကိုထိုင်ဝမ်ရဲ့ကောင်းရှိ ရှောင်းမြို့အနီးမှာပြုလုပ်ခဲ့တာဖြစ်ပြီးထိုင်ဝမ်သမ္မတလိုင်ချင်းတီကကြေကျက်ခဲ့တာပါ။အဲဒီနောက်ကုလိုတင်မောတစင်းကိုပြည်ပအစံဖက်သမားတွေကဝင်ရောက်စီးနှင်းတဲ့ပုံစံအတိုင်းတရုတ်ဖို့လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ကမ်းခြေဆောင်တပွဲဟာပြည်ထရေးဝန်ကြီးဌာနရဲ့ကဲဇယ်ရေးဟိုက်ရင်နဲ့စစ်တပ်ရဲ့ဟိုက်ရင်တို့နဲ့ပူးပေါင်းကအစံဖက်သမားတွေစီးနှင်းထားတဲ့တင်မောပေါ်ကိုတက်ပြီးအရက်သားတွေကိုကဲထုတ်တဲ့ပုံစံမျိုးနဲ့လေ့ကျင့်ခဲ့ကြတာပါ။စစ်ရေးလက်ကျင့်မှုပြီးဆုံးချိန်မှာရေတပ်ရဲ့ရင်ငုတ်တင်မောဖြတ်ရဟတ်ရင်ကစစ်တပ်ရဲ့ရဟတ်ရင်ကဲဇယ်ရေးရဟတ်ရင်တို့နဲ့အတူကောင်းကင်မှာပြန်ဝဲနေပြီ အခုအကြိမ်ဟာမတူညီတဲ့ရဟတ်ယာဉ်အမျိုးအစားတွေပထမဆုံးအကြိမ်ပူးပေါင်းပါဝင်ခဲ့တာဖြစ်တဲ့လို့ကမ်းခြေဆောင်တပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ထိုင်ဝမ်ကတရုတ်ရဲ့ချင်းချောက်မှုတွေနဲ့အမြဲတမ်းရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ကမ်းခြေဆောင်တပ်ဖွဲ့ဝင်တွေကထိုင်ဝမ်ပြည်သူတွေရဲ့ဘေးကင်းလုံခြုံမှုကိုကာကွယ်ဖို့အမြဲတမ်းရှေ့တန်းကပါဝင်ခဲ့ပါတယ်လို့လိုင်းကပြောကြားခဲ့တာပါ။အဲ့ဒီစည်ရေးလက်ချက်မှုကိုတက်ရောက်ကြည့်ရှုသူတွေထင်မှာကောင်းဆောင်မျိုးရှိအမေရိကန်ထိပ်သီးတန်တမန်နေဂစ်ဆန်လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။အစိုးရအဖွဲ့ကအမျိုးသားလုံခြုံရေးကိုကာကွယ်ဖို့ထိုင်ဝမ်ရဲ့ဒီမိုကရေစီနဲ့လွတ်လပ် ်ခွင်ကိုဘေးကင်းလုံခြုံစေဖို့သက်ဆိုင်ရာဌာနအားလုံးရဲ့စူပေါင်းအင်အားနဲ့ဆက်လက်လှုပ်ဆောင်သွားမှာပါလို့လိုင်ကပြောကြားခဲ့တာပါတရုတ်နယ်ပဋိပက္ခဖြစ်ပွားလာပါကစစ်တပ်အတွင်ပူးပေါင်းဝင်ရောက်မဲ့ထိုင်ဝမ်ကမ်းခြေဆောင်တပ်ဖွဲ့အောင်ထိုင်ဝမ်ကျွန်းအနီးတရုတ်ရဲ့စည်ရင်လက်ကျင့်မှုမှာတရုတ်တင်မောတွေကိုနောက်ရောက်ခံပြီးလိုက်ပါမောင်းနေလေရှိတာပါစီအန်အိုင်တင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ Nationally Flag ကိုပေါ်တူဂီအသင်းက ဒုတိယအကြိမ်မြောက်ရရှိသွားခဲ့တဲ့ဆိုတဲ့တင်ပဲဖြစ်ပါတယ်။တင်ပြပြတဲ့ကိုရှုစားလိုက်အောင်ပါ။ပေါ်တူဂီနဲ့ကနောက်24 25 Nation League ပြိုင်ပွဲဘောလီဝဲမှာ Spain နဲ့ကိုပယ်နယ်တီအဆုံးဖြတ်တဲ့အနိုင်ရပြီး Nation League ဘလောက်ဒုတိယအကြိမ်မြောက်ရရှိသွားခဲ့ပါတယ်။ ဒီဘက်မှာပေါ်တူဂီနဲ့စပိန်အသင်းတို့ကပွဲချင်တွေနှဘိုးစီသေးချခဲ့တာဖြစ်ပြီးစပိန်အသင်းရဲ့ဂိုးတွေကိုဇူဘီမန်ဒီနဲ့အိုယာဆာဘဲကသွင်းခဲ့ကပေါ်တူဂီအသင်းရဲ့ခြေပါဝါတွေကိုနူရိုမန်နက်စ်နဲ့ရော်နယ်ဒိုကသွင်းခဲ့တာပါပွဲချင်တွေသေးချနေခဲ့တာကြောင့်အချိန်မိုဆက်ရှင်ပြန်ခဲ့ရပြီးဂိုးမသွင်းနိုင်ခဲ့တဲ့အတွက်ပန်နယ်တီဆုံးဖြတ်ခံရခဲ့ရတာဖြစ်ပါတယ်ပန်နယ်တီမှာပေါ်တူဂီအသင်းကစပိန်အသင်းကို၅ဝ၃ဝနဲ့အနိုင်ရရှိခဲ့တာပါအဲဒါကြောင့်ပေါ်တူဂီအသင်းကနောက်၂၄-၂၅ Nation League ပြိုင်ပွဲချန်ပီယံဆုကိုကင်ပြောင်းနိုင်ခဲ့တာဖြစ်ပါတယ်ဒီချိန်မျိုးချင်းပါတဲ့ဒီပြိုင်ပွဲမှာပေါ်တူဂီအသင်းကပထမဆုံးချိန်စတင်ချင်းပါခဲ့တဲ့နောက်၂၈-၂၉မှာချန်ပီယံဆုရရှိထားတာကြောင့် Nation League ချန်ပီယံဆု ကိုဒုတိယအကြိမ်ပေါင်းရယူနိုင်ခဲ့တာပါ။ရိုနယ်ဒိုကပေါ်တူဂီသင်းနဲ့နောက်ထပ်ဆူပလာတစ်ခုရယူနိုင်ခဲ့ပြီးနောက်ငွေကြေးနေခဲ့တာဖြစ်ပါတယ်။ရိုနယ်ဒိုကပေါ်တူဂီနဲ့အတူဆူပလာရရှိရတာအမြင်နဲ့ထူးကြပါတယ်။ကျွန်တော်ကကလပ်အသင်းတွေနဲ့ဆူပလာတွေအများကြီးရရှိထားပေမဲ့ပေါ်တူဂီနဲ့ဆူပလာရတာတက်ပိုပြီးကောင်းတဲ့အရာမရှိပါဘူး။အလုပ်ပြီးမြောက်ခဲ့တဲ့အတွက်အလုံးပျော်ရှင်ပါတယ်။ဒီမျိုးဆက်ရဲ့အသင်းကောင်းဆောင်ဖြစ်ရတာဂုဏ်ယူဖို့ကောင်းပါတယ်လို့ပြောခဲ့တာပါ။ပေါ်တူဂီသင်းနဲ့ဆူပလာအောင်မြင်မှုရယူနိုင်ခဲ့ပြီးနောက်အနားယူမှုတွေပြုလုပ်မဲ့ရိုနယ်ဒိုကလာမယ့်ဖီဘာကလပ်ကဘာဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မယ်။ကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုရရှိထားပေမဲ့ပါဝင်ကစားမှာမဟုတ်ဘူးလို့အတည်ပြုထားပါတယ်။ရိုနယ်ဒိုနဲ့အဲနာဇာအသင်းတို့ တော့ဒီရကွန်ဝင်စာရုပ်ကုံဆုံးမှာဖြစ်ပေမဲ့ sorry broly clear သူ့ကိုစာရုပ်တက်တန်းတို့ကိုဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်စီအိုင်သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲကြာရပျော်ရှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။